င်္ဂလာပါဒါကတော့ 3D ပေါ့အာပထမကပ်ပင်ယူဆမှုနဲ့ကကဏ္ဍနေယူဆပြထားတဲ့ဒီတစ်ခါဒါတကွင်ကျော်အနေထနဲ့ဉာဏ်ထင်ရလေးတွေကျွန်တော်ဆွဲယူယူဆထားတယ်ဆိုတော့ဒါကဏ္ဍလေးတွေတစ်ခါနဲ့ line ဆွဲလို့ကောင်းတစ်ခါနဲ့ထည့်လိုက်တယ်နမောရေအောင်ပေးပွားနေမှာမဟုတ်လို့ဆိုတော့တည်တည်ချာချာလေးကြည့်ပါဒီလိုလေးယူဆထားတယ်ဒါပထမဆုံးဒါထိတ်ဖြစ်နေကြီးတွေကိုဒါရန်ယူဆပြမယ်ပေါ့ဆိုတော့ကတော့ ဒီနှလုံးပေါင်း1အဲ့လို1လို့ဖြစ်တဲ့ချင်းဒီလို3လို့1လို့လိုက်ဖြစ်တယ်ဆိုတော့ကတည်းက6ထိပ်တလုံးပုံပေါ်တယ်ပေါ့ဒီစားလို့ရတယ်။နှစ်ချိန်ဖြစ်ထားလို့၃ချိန်ကိုဆက်ယူမှာဆိုတော့ကဒီနှလုံးပေါင်းချင်း3ပါလေဒီလို3လုံး3လို့ပဲဖြစ်ထားတယ်ဆိုတော့က3ထိပ်ဒီပုံစံလေးက3ချိန်ဆက်ဖြစ်ခဲ့မယ်ဆိုရင်ဒီနှလုံးပေါင်းချင်း3ရဒီလို3လုံး3ရလို့ဖြစ်တယ်ဆိုရင်ဒါနှစ်ထိပ်တလုံး ပြီးတဲ့အခါဒီတလုံးနဲ့တော့ငါဒီလို၅ထိပ်ဖြစ်လိုက်တာနဲ့ဒီလို၃လုံး၅လုံးဖြစ်ထားတယ်သူ့အောင်မှာလဲဒီလိုဒီလို၂ထိပ်လို့ဖြစ်လိုက်တာနဲ့ဒီ၃လုံး၂လို့ဖြစ်ထားတယ်ဆိုတော့ခန္ဓာဒါမျိုးလဲ၃ချိန်ဖြစ်ချင်းဖြစ်မှာပေါ့ဆိုတော့ခါဒီ၃ဒီလို၃ထိပ်ဖြစ်ထားလို့ဒီ၃လုံး၃လို့လဲဆက်ဖြစ်ချင်းဖြစ်ပေါ့ အဲ့ဒါကြောင့်မလို့ဆက်ပြီးတော့ပြစလိုက်တယ်ဆိုတော့ဒါနှစ်ထိတ်လေးထိတ်ပြီးရကတာအပိတ်တလုံးပိတ်ကတာ6ခုယူဆထားတယ်အဲ့ဒီ6ခုဒီပုံစံလေးနဲ့ယူဆဒီနှလုံးပေါင်းခုံဒီလိုသုံးလုံးခုံဆိုတော့ကတာခုံပိတ်တော့ကဒီနှလုံးပေါင်းခုံအဲ့ဒီခုံဖြစ်လို့လဲဒီလိုသုံးလုံးခုံဖြစ်တယ်လို့ဒါယူဆကြည့်တယ်အဲ့ဒီတိုင်းနေတာ တိုက်ဆိုင်မှုဆက်ရှိသွားမှုမယ်ဆိုရင်သူကဝိတ္တလုံးယူဆလို့ရလို့ယူဆလိုက်တာဆိုတော့ဒီနှလုံးလေးဘောနှစ်ချိန်တိုင်းဖြစ်မယ်ဆိုဒီလိုသုံးလုံးလေးလို့ဖြစ်ဒါဆိုရင်ဒါ6ဝိတ္တလုံးကိုဒီလိုထည့်လိုက်တယ်ပြီးတဲ့အခါမှာရှစ်တယ်လေရှစ်လည်းကိုဒီလိုယူဆကြည့်တာဒီနှလုံးပေါင်းသုံးဒီလိုသုံးလုံးဟာသုံးမယ်ဆိုတော့လားရှစ်တယ်လေဒီနှလုံးဟာရှစ် ဒီတော့လုံးပါလေရှစ်လို့ဖြစ်တာဆိုတော့ကရှစ်လဲအဲ့ဒီပုံစံအတိုင်းသူဆက်ပြောင်းမှဆိုရင်ဒါရှစ်လဲတုံးလုံးဒါတကွင်ကျော်ကြီးဝင်သွားမှာပေါ့ဒီနှလုံးချဒီလိုတုံးလုံးချဆိုတော့ကနာရှစ်လဲတလုံးပြီးတဲ့ကနောက်ထပ်ကိုယ်ကလည်းတလုံးကိုယ်ကလည်းတလုံးဒီပုံစံလေးယူစားလိုက်တာဒီတုံးလုံးရှစ်ဒီလိုတုံးလုံးရှစ်ဆိုတော့ကရှစ်လဲပဲ ဒီတန်လုံးခွန်ဒီတန်လုံးခွန်ဆိုတဲ့ခါရှေ့လက်ဖြစ်တာဆိုတော့ဒီပုံစံလေးရတဲ့တုံးကြည့်ဖြစ်သွားအောင်လို့ဆိုရင်သူကခွန်လို့ဖြစ်တာလို့ဒီလိုခွန်လို့ဖြစ်အောင်လို့ဆိုသူကိုပြီးတဲ့ခါဒါအပိတ်ကတလုံးနဲ့ဖြစ်နေတဲ့အတွက်ကြောင့်မို့လို့သူ့ကိုနည်းနည်းဖြစ်ဆက်တဲ့အနေနဲ့နောက်နှလုံးပေါင်းခြင်းလေးတစ်ခုကိုပေါင်းထည့် လာတယ်လို့ဒီတောင်းလုံးပေါင်း၃ညဒီလို၃လုံး၃ညဆိုရကနောင်လုံးပေါင်းချင်းတန်ဖို့ပြရတာပေါ့နောင်လုံးပေါင်းချင်းကအဲ့ဒီလိုပဲဒီ၃လုံးပေါင်းချင်းရှင်းတာလဲဒီလို၃လုံးပေါင်းချင်းရှင်းလို့ဖြစ်တာလေဆိုတော့နောင်လုံးပေါင်းချင်း၆ပေါ့ပုံမှန်နှစ်တလုံးရှိနေတယ်ဒီပုံစံလေးနဲ့လည်းဒါနောင်လုံးပေါင်းချင်းဆက်ပြီးတော့ဖြစ်ခဲ့မယ်ဆိုရင်ဒါ၆မဟုတ်ခဲ့အခြားဟာတွေတွေလည်း ြစ်ချင်းဖြစ်သွားမှာပေါ့ဖြစ်ဆွမှုလေးနဲ့ယူဆလိုက်တာဆိုတော့ဒီသုံးလုံးပေါင်းခြင်းရဲ့သုံးလို့ဖြစ်ထားလို့ဒီလိုသုံးလုံးသုံးလို့ဖြစ်အောင်လို့ဆိုရင်သူနောက်နှလုံးပေါင်းခြင်းဟာသုံးရဖြစ်ရအောင်ဆိုတော့ဒါရှစ်အလယ်ကိုယူရင်နှစ်ပိတ်တလုံးထက်ကိုယ်အလယ်ကိုယူရင်တစ်ပိတ်တလုံးပေါင်းထက်ပြီဒီလိုပုံစံလေးနဲ့ဒါခဏရှစ်ွက်ခဏရှစ်ွက်ထွက်မှာပေါ့ဆိုတော့ခါခဏလေးထည့်လိုက် ဆိုတော့အမြင်ရထင်ရယူဆထားတဲ့အတိုင်းဖြစ်နေရေးလေးတွေကိုပေါင်းစပ်လိုက်ရင်ဒီလိုခဏ၈ကွက်ထွက်လာမယ်ပေါ့ဆိုတော့ဒါ၆အပိတ်ယူဆမှုနဲ့ခဏ၄ကွက်ပြီးတော့နောက်နှလုံးပေါင်းခြင်း၃ညဖြစ်ချင်းနေနဲ့ဒါဒီလိုနောက်နှလုံးပေါင်းခြင်း၃ညနေနဲ့ဒါမျိုးလေးပေါ့ထပ်ပြီးတော့ပေါင်းထည့်လိုက်တယ်ပြီးတဲ့ခါမှလားနောက်ထပ်၂ကွက်ထပ်တွဲရင်ရသေးတယ်ဒါကအလဲဒီပေါ်မှာမူတည်ပြီးတော့မှနောက်နှလုံးပေါင်းခြင်း၃ညယူလိုက်တာဆိုတော့ခါ အပိတ်ကိုပါအပိတ်ကိုပါမန်တိုင်းပြူပြီးတော့မှလောင်းလောင်းလုံးပေါင်းချင်းတုံညာထက်ထက်လို့ရသေးတယ်။ဆိုရင် तू ကဒီလိုနှစ်လေးဒါလေးပိတ်ဆိုလို့ရှိရင်ဒါအဲဒီ6ပိတ်ဆိုလို့ရှိရင်လေးအလဲကိုထည့်လိုက်ရမယ်။လောင်းလောင်းပေါင်းချင်းတုံညာဖြစ်ဖို့ဆိုတော့ဒါနှစ်လေး6ရယ်လေးလေး6ရယ်ဆိုပြီးတော့ဒီနှစ်ကွက်ထပ်တို့လို့ရတယ်။ဆိုရင်စုစုပေါင်း7ကွက်ဒါကိုကြိုက်တဲ့ break လေးတွေ ဟိုတို့လို break ဖြစ်နိုင်ခြေလေးတွေပါတယ်နဲ့အမျိုးတာဟိုအကျဉ်းဆုံးထင်တာလေးကိုအကောင်းဆုံးဖြစ်မဲ့ထင်တာကိုပဲရွေးချယ်အသုံးပြုပါယူဆထားသလိုဝတ်တိဆက်ဖြစ်ပါစေရွေးမှန်တက်တဲ့ကြပြီးတော့ကန်ကြီးကြီးကောင်းကြပါစေဆုတောင်းပေးပါတယ်ကျွန်တော် channel လေးကိုဒါ subscribe မလုပ်ဝတ်သေးလို့လှုပ်ထားခြင်းရင် subscribe လေးလှုပ်ထားပေးပါ notification လေးက all video လဲ marking လေးပေးထားပါဒါဆိုရင်ဒါ ကျွန်တော်ဗီဒီယိုတင်လိုက်တဲ့အမြင်လေးသိပါလိမ့်မယ်ကျွန်တော်နောက်ထပ်နောက်ထပ်ဗီဒီယိုတစ်ပိုင်းထပ်တင်ပေးအောင်မယ်ဒါဒါလေးပြီးဟိုပြီးတော့ဗီဒီယိုပိုင်းချောတက်လေးပြီးပြီးချင်းပါကအရင်တင်မယ်ပေါ့မနေ့ပြန်လဲမနေ့ပြန်လဲထွက်တော့မှာဆိုတော့အဲမနေ့ပြန်လို့ထွက်တော့မှာဆိုတော့ဒီလိုနဲ့မှကြည်ပြီးတော့မှထိုးရတာအရသာပိုရှိပါတယ်အခုထိုးအခုပေါက်ဒီနေ့ထိုးမနေ့ပြန်ပေါက်ပေါ့ တော့အားလုံးပေါ့ကြပါစေ၊ငြိမ်းချမ်းကြပါစေ၊စုတောင်းပေးပါရစေ။